လင်းဆဲအကောက်ပေါ်ဆောင်တဲ့ရည်ရချက်ကတော့ဒီရုပ်ရှင်လောကသားဒီထဲကဒီလိုမရှိနှမ်းပါပြီးတော့တော်တော်လူနေရာထိုင်ရခက်ခဲဖြစ်နေလောကသားတွေကိုတော့ကိုကြီးရွယ်ပြီးတော့ဒီထဲမှာအနည်းဆုံးတက်ခတ်20 30လောက်ကနေစပြီးရအောင်ကျွန်တော်တို့ကြိုးစားပြီးတော့တိစောက်နေတယ် ားပေးလိုက်လို့ရှိရင်လူတွေကလကားကြတော့အဆင်မပြေဘူး။ဒါပေမဲ့ဟိုမရှိတဲ့လူတွေပြီးပါဆိုမှတမိုးကြီးနဲ့သွားလုပြန်တော့လေအဆင်မပြေဘူးဆိုတဲ့ခါကျတော့ဒါကတမိုးနဲ့အင်ရလို့ဘူးအငှားအင်ရစနစ်ပဲဖြစ်မယ်။အပိုင်းတော်လည်းပေးလို့မရဘူးဆိုတော့လက်စင်ကန်ရောင်းစားသွားတာမျိုးတွေဖြစ်မယ်ဆိုတော့ခါကျတော့ကျွန်တော်တို့မြန်မာနိုင်ငံရွေးချယ်စည်းရုံးနေတဲ့ကပေါ့နော်ရွေးချယ်မှုပညာနယ်ပယ်မှာအာရက်တည်ရတဲ့အဖွဲ့အစည်းဖြစ်ပါတယ် ဒီလိုရည်ရည်ရဲ့ညမှာကျွန်တော်တို့လူရှင်လူပညာတခုတည်းမဟုတ်ပဲねကျွန်တော်တို့အနေနဲ့ဆိုရှင်လူရှင်မျိုးတော့တိဆောက်ရေးလုပ်ငန်းတွေပါဆိုပါလာတယ်ပါလာတဲ့အခါမှာကျွန်တော်ဆောက်လုပ်ရေးလုပ်ငန်းတွေပါလာတာပေါ့အဲ့လိုဟာမျိုးဆိုရှင်ကျွန်တော်တို့အနေနဲ့ကမိဖက်ညီနောင်အသင်းတွေရဲ့အကူအညီနဲ့လိုအပ်လာတဲ့ကြောင့်မနစ်ကဆိုလို့ရှိရင်ねကျွန်တော်တို့ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနဲ့ကျွန်တော်တို့ MOU ရေးထိုးခဲ့တာရှိပါတယ်ကျွန်တော်ဒီရုပ်ရှင်နီးပညာနဲ့ရုပ်ရှင်လောကမှာဒီနီးပညာ online နီးပညာ AI နီးပညာဒီလိုဒီ ID နီးပညာတွေအကုန်လုံးကတော်တော်လေးကိုပအောင်ပတ်သက်လာတွေ့ရခါကြကျွန်တော်တို့ကဒီအားနဲ့ပတ်သက်တဲ့ကြွမ်းကျင်တဲ့ လူစားရင်းမြစ်တွေလိုအပ်လာတယ်လိုအပ်လာတဲ့ခါမှာဒီလူစားရင်းမြစ်တွေကျွန်တော်မွေးထုတ်ဖို့တဲ့ခါမှာအကူအညီရဖို့တက်ဆွဲရည်ရချက်ရဲ့နောက်ပြီးတော့ခါကျဒီ AI နဲ့ပတ်သက်ပြီးဆင်ခွန်မှုတွေကိုဒီကျွန်တော်တို့ရဲ့ဒီဝါသနာရှင်လူငယ်လေးတွေနီးစင်းတဲ့ကြအခြေခံအုတ်မြန်တွေဆက်ပြီးခိုင်ခိုင်မာမာတည်စီလိုတဲ့ရည်ရချက်နဲ့ကျွန်တော်ဒီတန်တန်းတွေဖွင့်လို့မယ်ဒီလိုမျိုးဟောဘုဒ္ဓတာတွေဖြစ်နေပြီမယ်ဆိုတဲ့ရည်ရချက်နဲ့ဒီရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသနာရှင်များအသင်းနဲ့ကျွန်တော်တို့ကဒီနားလည်မှုစာကျွမ်းလာလက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်လူရှင်မျိုးတော့ကျွန်တော်တို့ကဟိုလွန်ခဲ့တဲ့ 6လောက်လောက်ထဲဆက်ပြီးတော့ကျွန်တော်တို့တရားဝင်ကျွန်တော်တို့ EON ကိုခေါ်ပါတယ် EON ဆိုတာကတော့စစ်ဝင်စားမှုဖော်ပြတော်ဒီပေါ်เนาะကျွန်တော်တောင်းခံခဲ့တဲ့အခါမှာကုမ္ပဏီ၅ခုကနေလျှောက်ပါတယ်ကုမ္ပဏီ၅ခုကနေသူတို့ကဒီဇုံနေမှာဘယ်ဇုံဘယ်ဇုံနေမှာဘယ်လုပ်ငန်းတွေအကောင့်တွေဖော်လို့ရဲဆိုရဲပြီးတော့သူတို့ဘလို့အကောင့်တွေဖော်မယ်ဆိုရဲသူတို့ရဲ့ secret idea တွေကိုကျွန်တော်တင်ပြလာတာရှိပါတယ်တင်ပြလာတဲ့အပေါ်မှာမူတည်ပြီးကျွန်တော်တို့နောက်တစ်ခေါက်တင်တာထပ်ခေါ်ပါတင်တာထပ်ခေါ်ပြီးတဲ့အခါမှာကျွန်တော်အဲ့ကုမ္ပဏီတွေပဲပြန်တင်ပါတယ်တင်ပြီးတဲ့အခါကျတော့ဒီသူတို့ဘလို့ဖော်ဆောင်မယ်ဆိုရဲအစီအစဉ်အသေးစိတ်တွေကျွန်တော်တို့ ်ပါလာပါတယ်အဲ့ခါမှာကျွန်တော်တို့ကသူတို့နဲ့သဘောတူညီချက်တွေကိုကျွန်တော်ညှိနှိုင်းပြီးတဲ့ခါမှာကျွန်တော်စာရုပ်ချုပ်စုကိုလုပ်တယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ကအဲရုပ်ရှင်မျိုးတော့မှဇုံ10ဇုံရှိတယ်အဲကျွန်တော် E နဲ့ H ကိုကျွန်တော်တို့ကအခုအဲဒီ public လုပ်ငန်းရှင်နဲ့ကျွန်တော်တို့ကငှားရက်နဲ့စာရုပ်ချုပ်စုပြီးသွားပါပြီချုပ်စုပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ခုရုပ်ရှင်လုံးမျိုးတော့ စီမံကိန်းအနေနဲ့ကစတင်ပြီးတော့လှုပ်ဆောင်နေပြီလို့ပြောလို့ရပါတယ်။တန်လျမှာ10ဧကရှိရယ်။တန်လျ10ဧကဆိုလို့ရှိရင်လည်းအဲ့လိုပဲအဲလုတ်ကင်လို့တဲ့ပုံကွာကျွန်တော်တို့ရှိကိုကန်လန်းလာရှိရယ်။ဒါကိုလည်းကျွန်တော်တရားဝင် EOI ခေါ်ပြီးတော့တင်တာခေါ်ပြီးတော့ဆက်လက်ဆောင်ရတော့မှာဖြစ်တယ်။အဲ့ညမှာကျတော့ကျွန်တော်က Request Studio လေးနှလုံးတော်ထည့်မယ်။ပြီးခါကျအဓိကကကျွန်တော်ရုပ်ရှင်လောကသားတွေတဲ့မရှိတဲ့ number တဲ့ဝိုင်းပိုင်ရှိတဲ့ပုံကိုတွေအတွက်ကိုရည်ရွယ်ပြီးတော့ကျွန်တော်ကအဲ့ညမှာကျွန်တော်ကအင်ညာလေးပေါ်ဒပိုင်းတန်းအင်ညာလေးကျွန်တော်ဖော်ဆောင်ဖို့တက်ဆိုပြီးတော့ကို ဒါကရွေပြီးလုပ်ထားတဲ့နေရာပါအဲ့တော့အဲ့အဲ့မူပေါင်းတွေကနေလုပ်ပေးနေတဲ့လုပ်ငန်းရှင်တွေကျွန်တော်ကညှိနှိုင်းနေတယ်ဒါကလည်းကျွန်တော်ထင်တယ်အဲအားလုံးဒီလောကသားရဲ့ကံပေါ့လေကံကောင်းလို့ရှိရင်ကျွန်တော်တို့ဒီနှစ်ပိုင်းထဲမှာကျွန်တော်တို့လို့ဒီနှစ်မကုန်ခင်မှာကျွန်တော်တို့ဓာကြီးကိုဘယ်လိုလုပ်မယ်ဆိုတဲ့အဲစီမံကိုကျွန်တော်တို့ဒီလောကသားရဲ့အားလုံးတင်ပြပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်တာဝန်ယူတဲ့စိတ်ဓာတ်လေးရှိအောင်လို့ကျွန်တော်ကအာတခုတော့စီမံပေးရမယ်။ဘာလို့ဆိုတော့အလကားပေးလိုက်လို့ရှင်လူတွေကအလကားကြတော့စီမံပေးဘူး။ ါဒါပေမဲ့ဟိုမရှိတဲ့လူတွေပြီးပါဆိုမှတံမိုးကြီးနဲ့သွားလုပြန်တော့လေအဆင်မပြေဘူးဆိုတဲ့ခါကျတော့ဒါကတံမိုးနဲ့အင်ရလို့ဘူးအငှားအင်ရစနစ်ပဲဖြစ်မယ်အပိုင်းတော်လည်းပေးလို့မရဘူးဆိုလက်စင်ကန်ရောင်းစားသွားတာမျိုးတွေဖြစ်မယ်ဆိုတော့ခါကျဟိုကျွန်တော်တို့ကလူကျင်တာတော့အများကြီးလူကျင်တာပေါ့နော်ယာနဲ့ချီလို့အခန်းနေလူကျင်တာပေါ့သို့တော့ဒီလက်ရှိရှိရဲ့စီးပွားရေးအနေထားရေနော်လက်ရှိရှိရဲ့ဒီရင်းနှီးမြှုပ်နှံမဲ့အနေထားမျိုးတွေကျတော့လုပ်ငန်းရှင်ဘက်ကလည်းကျွန်တော်ကပြန်တွေးရတဲ့ခါကျသူရောကိုရောမနာတဲ့ပမာဏတစ်ခုတော့ညှိနှိုင်းပြီးတဲ့ခါကျတော့တက်ခန်းနေလည်းဖြစ်မယ်ဖြစ်မယ်ဒါမှမဟုတ်တန်ရည်တွေဖြစ်ဖြစ်အနည်းဆုံးတော့ကျွန်တော်ကဒီ အာရုပ်ရှင်လောကသားတရတချို့တလီကိုတော့ကျွန်တော်တို့ကဂူကြီးဆောက်ရှောက်ခိုင်းမယ်ပေါ့နော်အာအဲ့လိုကြီးရဲ့ channel တော့ကျွန်တော် လုပ်နေပါတယ်ဒီမှာပေါ်ဆောင်လာမဲ့အခန်းကြီးကဘလို့ဆိုတာတော့ကျွန်တော်တို့လောလောဆယ်တော့အော်ညှိနှိုင်းနေစေဖြစ်တဲ့အတွက်ကြောင့်အာတေချာတော့တီးကြတော့တေပြနိုင်သေးဘူးသို့တော့တေချာဖို့ပြောနိုင်တာကတော့ဒီဟာကိုပေါ်ဆောင်မဲ့ကြီးရဲ့ချက်ကတန်လင်းဆယ်အိတ်ကောက်ပေါ်ဆောင်တဲ့ကြီးရဲ့ချက်ကတော့ဒီရုပ်ရှင်လောကသား ဒီတဲ့ကဒီလိုမရှိနှမ်းပါပြီးတော့တော်တော်လူနေရာထိုင်ရခက်ခဲဖြစ်နေလောကသားတွေတို့ကိုကြီးရွယ်ပြီးတော့ဒီထဲမှာအ ਨੇ ဆုံးတက်ခါ20 30လောက်ကနေစပြီးရအောင်ကျွန်တော်တို့ကြိုးစားပြီးတော့တိစောက်နေတယ်ဒီညမှာအားကြီးကင်းကင်းနဲ့ကျွန်တော်ပုံလေးမြင်သာမှုရှိအောင်ကျွန်တော်တို့လောက်ကဆောင်ရမယ်လို့ကျွန်တော်ဒီဘက်ကနေပေါ့ဘူအောင်ချတာပါအဲ့ဘူအောင်နဲ့ဆောင်ရနေပါ